ပါစကာတတရသတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်ရောင်းအေဝံဂေလိကျမ်းအခန်းကြီး6အခန်းငယ်35မှ40ယေရှုကလည်းသူတို့အားမိန့်တော်မူသီကားငါသည်အသက်ဤမုံဖြစ်၏ငါထံသို့လာတော်သူသည်မြည်သည့်အခါမျဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်ငါ၌ယုံကြည်တော်သူသည်လည်းမြည်သည့်အခါမျရေငတ်လိမ့်မည်မဟုတ်သို့တော်သင်တို့သည် ငါကိုမြင်ကြလျက်မယုံကြည်ကြဟု သင်တို့အားငါဆိုခဲ့လေပြီငါအားခမည်းတော်ပေးသည်။အရာအလုံးသည်ငါထံသို့လာလိမ့်မည်ငါထံသို့လာသောသူကိုလည်းငါသည်နှင်ထုတ်လိမ့်မည်မဟုတ်အကြောင်းမူကားငါသည်ငါ၏အလိုကိုဆောင်ရွက်ရန်မဟုတ်ဘဲငါကိုစစ်လွတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ရွက်ခြင်းကကောင်းကင်မှဆင်းလာခြင်းဖြစ်၏ငါကိုစစ်လွတ်တော်မူသောသူ၏အလိုတော်သည်ကား ငါအားကိုတော်ပေးထားတော်မူသော အရာအလုံးထဲမှ တခုကိုမျှမဆုံးရှုံးစေဘဲနောက်ဆုံးသောနေ့၌၎င်းတို့ကိုထမြောက်စေရန် ဖြစ်သည်။အဘယ်ကြောင့်ဆိုသောငါခမည်းတော်၏အလိုတော်သည်ကားတားတော်ကိုမြင်ဘူး၍သူကိုယုံကြည်သော သူတိုင်းအားထာဝရအသက်ကိုရရှိစေမည်အကြောင်းဖြစ်သည်။ငါသည်လည်းထိုသူကို နောက်ဆုံးသောနေ့၌ထမြောက်စေမည်ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မောမြတ်တော်ဧဝံဂေလိတရားတော်ပေသည် Seeing God and possessing God ဖျာသခင်ကိုဖူးမြင်ရခြင်းနဲ့ဖျာသခင်ကိုပိုင်ဆိုင်လိုက်ရခြင်းကိုရောမြတ်၌ကျွန်တော်တို့ကက်သလစ်များသခင်ယေရှုရှင်မြန်ထမြောက်ပြီးသားခရစ်တော်ကိုယုံကြည်ကြပါれသူတည်ရှိနေတယ်ဆိုတာကိုအမြဲတမ်းဖူးမြော်ကြပါれ။ ဒီလိုဖူးမြော်ခြင်းအဖြစ်သူတကယ်လည်းပဲတည်ရှိတယ်ဆိုတာကိုယုံကြည်ခြင်းအဖြစ်သူ့ရဲ့အသက်တာကိုရယူပိုင်ဆိုင်လိုက်ကြတာလည်းပဲဖြစ်ပါတယ်ဒါဟာသူဂရိတော်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့တွေမှာအထက်ထက်အပြင်းအများအလန်လန်သူပေးခဲ့တဲ့ဂရိကိုဒီနေ့မှလည်းပဲထပ်ပြီးအတည်ပြုနေခြင်းလည်းပဲဖြစ်ပါတယ်သူဟာသာဝရအသက်ကိုပေးနိုင်တယ်ပါစကားဘွဲအဖြစ်ကျွန်တော်တို့တွေ့ခဲ့ပြီးပါစကားဘွဲ၌ သူ့ရဲ့ရှင်မြန်ထမြောက်ခြင်းအပြင်ဒီအသက်ထာဝရအသက်ဟာသူ့ပိုင်မဲ့ဖြစ်တယ်။ဒီအသက်ကိုသူကပေးပိုင်권ရှိတယ်။ဒီဟာကိုသူခရီးပေးလာတယ်။ဘယ်လိုပေးလာလဲဆိုရင်သူ့ကိုမြင်တယ်။သူ့ကိုယုံတယ်။ဒီပုံကိုယ်တွေကိုဒီအသက်ကိုပေးမယ်ဆိုပြီးကမှထပ်ပြီးခရီးပေးလာခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေကိုရမြတ်ဆက်ဂရမင်တို့၌သခင်ခရစ်တော်ကိုမြင်ကြပါတယ်။အကြောင်းဖူမြော်ကြတယ်။ တရုတ်တသေးတလေးတသာပြည့်ယူကြတယ်။မြင်ပြီးတဲ့နောက်ကျွန်တော်တို့ဆက်လက်ပြီးတာမှဒီပုံကိုရှိပါတယ်ဆိုတာလည်းအများအမယုံကြည်ကြပါတယ်။ဒါကြောင့်မြင်တဲ့ပုံကိုယုံကြည်တဲ့ပုံကိုတွေဟာထာဝရအသက်ကိုလည်းရရှိလိုက်ကြပါတယ်။ကြောင်ညတော့ယူရမှာလဲဒီချက်ကိုမကြာခဏပြောထားတာတွေ့ရပါတယ် to see god is to possess him ဖျားသခင်ကို မြင်တွေ့ရခြင်းဟာဖျားသခင်ကို ပိုင်ဆိုင်လက်ရခြင်းပဲလို့ဆိုပါတယ်။ဒါဟာဒီနေ့သခင်စုပြောလာတဲ့ဂရိကိုထပ်မှန်ပြီးရှင်းပြဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုရောမြတ်၌သူ့ကိုအမြဲမြင်ဖို့သူတည်ရှိနေတယ်ဆိုတာကိုအမြဲယုံကြည်ဖို့ဒီလိုယုံကြည်ခြင်းမြင်ခြင်းအဖြစ်သူပေးလာတဲ့သာဝရအတကိုပိုင်ဆိုင်ဖို့အတွက်အစီအမဲကြိုးစားကြပါစို့ကျေးဇူးတော်ဆက်လက်တောင်းခံကြပါစို့ကိုရောမြတ်၌ကျွန်တော်တို့ဘဝအတိတ်ပဲများကိုတနေ့တခြား ပုံမနဲ့ဆိုင်စွာတွေ့ရှိလာနိုင်ရန်ရှာဖွေချပါစို့ကိုရောမြတ်၌ကဲဥတော်မူသောသခင်ခရစ်တော်တပည့်တော်တို့သနာတော်မူပါ